ကျွန်တော်ဆွေးနွေးအကြံပြုပေးတဲ့အကြောင်းအရာတွေကယောဂရှာဖွေပေးခြင်း၊စေဝါကုသခြင်း၊စေဝါကုသမှုနိလန်းကိုပြောင်းလဲပစ်ဖို့အကြံပြုခြင်းမဟုတ်ဘူးလို့ကျွန်တော်အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းမပြုခင်မှာဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးစေချင်ပါတယ်။အခြေခံစားသောက်နေထိုင်မှုပုံစံဖြစ်တဲ့ကာဘိုဟိုက်ဒရိတ်လျှော့စားတဲ့ diet, keto diet နဲ့ intermittent fasting တွဲပြီးတော့လေ့လာနိုင်အောင်ဘုဒ္ဓတရားရှိပြီးကိုယ်တိုင်သူတည်တနာပြုလုပ်လိုက်နာဆောင်ရွက်နိုင်အောင်အကြံပြုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ ဟုတ်လေးဆက်ပြီးပါအဲဟုတ်ပြီကျွန်တော်ဒီဘက်ကတော့ audio connected ဖြစ်သွားပြီလို့တွေ့ရတယ်ကြားပါရှင်ကြားပါရှင်ဟုတ်ကဲ့ဟုတ်ကြားပါတယ်ရှင်ဟုတ်ကဲ့ဆရာဟိုဟာလေး weight ကတော့တော်တော်ကျသွားတယ်ဆရာဟုတ်ဝန်သားလေးအမျိုးသား50လောက်ကျပြီကျမ20လောက်ကျတယ်ရှင်ဟုတ်ကဲ့ဟုတ်သူကတော့အခုဟာလေးဆရာအခုတရေကျတာနဲ့အဒီပေါ့ဟိုဟာလမ်းလျှောက်တာပါညာကောင်းကောင်းမလျှောက်နိုင်တာတခုပဲဆရာဟုတ်အစတော့ကဘလို့အခြေအနေကနေခုဒီအခြေအနေရှိရဲဆိုတာတစ်ချက်ပြောပြလို့ရမှာ အစတော့ကတော့ဇာအဒီဆရာနဲ့ဒီဟာတွေမစားခင်တော့ကတော့သူကဟိုဟာလေလဲလဲကြတာခဏခဏပြစ်ပြစ်လဲတာဆရာအခုအဲ့လဲတာတော့မဖြစ်တော့မဖြစ်တော့ဟုတ်ကဲ့အဲ့ညာကြီးတော့အရင်တော့ပြစ်ပြစ်လဲလို့ရှိရင်အဲ့ခေါင်းလေးပါကိုယ်ရသွားကျွန်မအဲ့ချုပ်ရတယ်ဒူးတွေကွဲလိုက်ရှစ်ချက်လောက်ချုပ်ရခေါင်းလေးချုပ်ရခဏခဏချုပ်ရတယ်အဲ့ဒါလေးလေဟုတ်ကဲ့ခင်ဗျအဲ့လိုခြေနေတိကိုဖြစ်ခဲ့တာပေါ့ဆရာဟုတ်အခုကခဏခဏအဲမိကလုတ်ခွင့်လည်းပြစ်လေအဲ့ဒီအချိန်နဲ့ကူအဲ့ဒါတွေကတော့လုံးဝမဖြစ်တော့ဘူး မဖြစ်ဘဲနဲ့တရေကြတာနဲ့ဆရာအဲ့စကားအတန်တော့အတန်တိုးတာပေါ့လမ်းလျှောက်ရင်နည်းနည်းလေးအထိုင်ထားနေတာအဲ့လောက်ပဲကျန်တော့ရှင်ဟုတ်ဟုတ်ဟုတ်ပြီဆိုတော့ဟိုဟာဝိတ်ကတော့အဲ့ဆရာပြောတဲ့အတိုင်းစားတော့ပေါင်30လောက်ကတော့ကျသွားတယ်ရှင်ဟုတ်ကဲ့ဆိုတော့အဲ့မှာ energy level ကျွန်တော်ဟို energy level ဆိုတာလေဟိုတနေ့တာဟိုဘယ်လိုလဲအဲ့လိုပုံကျသွားတာတော့ဟုတ်ပြီလူခန္ဓာကိုယ်က no နေတာဒါမှမဟုတ်ပုံမှန်ပဲဟိုလန်းလန်းဆန်းဆန်းပဲလားဟိုနှစ်ယောက်စလုံးတက်ပေါ့နော် မနှုံးမှုရှိလမ်းလမ်းဆန်းဆန်းမြေကျမတော့ပိုတော့ပေါ့ပေါ့ပါပါဖြစ်သွားတယ်ဟုတ်ဟုတ်ပါပြီအဲ့ဒါဆိုရင်တော့ထိရောက်ပါဆိုတော့ဟိုပါလေစားတာရောဘာတွေစားပြည့်လဲဥမာထားပါတော့စီရအစပေါ့နော်ဘယ်လိုတွေသုံးပြည့်လဲဘာတွေစားပြည့်လဲတစ်ချက်တော့ပြောပြလို့ရအောင်ဟုတ်လေစားလာဆရာပြောတဲ့အတိုင်း copy အကြမ်းအမုံနဲ့အဲ့ top up နဲ့စုံးနဲ့စားတယ်ရှင်ဟုတ်ပြီဟုတ်ကဲ့ top up ကလည်းအဲ့ဆရာပြောတဲ့အဲ့ color fan ကလေကျမတို့အဲ့တက်တက်ဂီးဆိုပြီးထုတ်ထားတဲ့ဟာကိုစားတာဩဟုတ်ပြီတကြားမပိုင် ကောင်းပါလေခင်ဗျဟုတ် ဆိုတော့နောက်တစ်ခုကစကြားလည်းမထည့်လို့လည်းမထည့်ဟုတ်ဟုတ်ကဲ့ဟာဟာနောက်တစ်ခုကသူစားတာကြတော့ဟိုဘာဒီစားပြည့်လဲစားတယ်ဆိုရင်ဟင်းအနေနဲ့စားပြည့်တဲ့ဟုတ်လို့အော်စီရတော့ဆရာအဲဆရာပြောတဲ့တန်လင်းစီကိုတတ်တ်ဝဲတုံးလိုက်တဲ့ပုံနဲ့လာတဲ့ဟာလေကျမတို့ဟင်းချက်တဲ့ဟာဟုတ်ကဲ့အဲ့ဒါဝဲတုံးလေနောက်တတ်တ်ဟိုတုံးတာကြတော့အဲပလင်းနဲ့လာတဲ့ဟာဟိုအစိတ်ရောင်ပလင်းနဲ့1လီတာဟာလေအဲ့ဒါလေးတုံးတယ်ဟုတ်ကဲ့ထောပတ်ကတော့အဲသားတွေကနေကြော်ရင်ထောပတ်နဲ့လည်းကြော်တယ် တာလင်စီနဲ့တော့ဟိရက်တွေပဲကြော်တယ်တာလင်စီနဲ့ကြော်တယ်ဆိုဟုတ်ကဲ့ဆိုတော့အဲ့ဒါတွေကတိုးတက်လာတာအသားတွေကတော့အဲ့တာလင်စီလေးနဲ့အဲ့ပြုတ်လိုက်ကြော်လိုက်ဆရာအဲ့လိုလိုပဲစားလိုက်တာရှင်ဟုတ်ကဲ့ဖြစ်နိုင်ရင်အမင်းတော့မစားဘူးဟုတ်နေခင်ဗျဆိုတော့ဖြစ်နိုင်ရင် fasting ကိုများများလုပ်ပေးစေချင်တယ်အဲ့ဟိုဟာဟုတ်ကဲ့ရှင် fasting များများလုပ်ပေးရင်အဓိကတော့အုံနောက်ကဟိုဟာပေါ့နော်ဟို coordinate control မရတော့တာပေါ့နော် control မလုပ်ပေးနိုင်တော့တာဟုတ်ကဲ့ရှင်ဟိုဆိုတော့ fasting များများလုပ်ပေးရင် အုံနောက်ထဲမှာသူက keton energy ရတဲ့အတွက်အခုပျက်စီးသွားတဲ့ဆဲလ်စီမှာဟိုအဓိကတော့ oxygen မရတော့တာပေါ့နော်ဆိုတော့တွေးရမလားမတွားရတဲ့အတွက်ဆိုတော့အဲ့ဒါကို keton က bypass လုပ်ပြီး bypass လုပ်ဆိုတော့အဲ့ပျက်စီးနေအောင်ကြော်ပြီးသူကဟိုပါပေါ့နောက်တလန်းကနေပြီးတော့ cell တွေကို oxygen ရအောင်ပုံပြီးပေးတယ်ဆိုတော့အဲ့ဒါကြောင့်မလို့လေ keton ဟိုရာသင့်တဲ့လောက်ရလာလို့လေအဲ့ဟို energy ကြောင့်ဟိုခုနကလိုပြည့်လဲတာတွေမရှိတော့ဘူးဟို ဟိုနည်းနည်းလေးသူ control လုပ်ပြီးနိုင်တဲ့သဘောဖြစ်လာတာပေါ့နော်တိုးတက်လာတာပေါ့ဆိုတော့ဖြစ်နိုင်ရင်တော့အဲ့ဟိုဟာဟိုဖြည်း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 ချင်းနဲ့ကျွန်တော်ချင်တဲ့တပတ်ကိုတစ်ချိန်လောက်ကတော့ဟိုဟာပေါ့24 hours ရရင်လုပ်ပြီးပါနော်ဖြည်း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 ချင်းလုပ်ဖို့ဘုံဝင်နေတော့လုံးဟုတ်ကဲ့ဆိုတော့24 hours လုပ်တဲ့ချိန်မှာဟိုဟာပေါ့ vitamin C တွေကတော့တောက်ဖို့လိုတယ်အဓိကကတော့ကျွန်တော်ပြောချင်တာ timing timing B1 ပေါ့နော် vitamin B1 timing timing တောက်ပေးရမှာဟုတ် B1 B1 ကတိုင်းမင်းเนาะတိုင်းမင်းတောက်ပေးရမယ်ဗီတာမင် D3 လိုအပ်တယ် D3 နဲ့ K2 လာတာရှိတယ်အဲ့ဒါလိုအပ်တယ်ဟုတ်ကဲ့ရှင်နောက်တစ်ခုကလေဆီယံဝန်နဲ့နည်းနည်းမေးကြည့် methylene blue ဟုတ်ကဲ့ရှင် methylene blue တัวဟိုပါပေါ့တัว liquid တัวခန္ဓာကိုယ်ရဲ့ methylene blue ဟုတ်ကဲ့ဆိုတော့တัว liquid တัวခန္ဓာကိုယ်ရဲ့ကိုယ်လေးချိန်ပေါ်မူတည်ပြီးတော့တัว0.5ကနေပြီးတော့4 mg ထိအနည်းဆုံးကနေတောက်ဖို့လိုတယ် ဆိုတော့အဲ့ဒါဟုတ်ကဲ့ဆိုတော့အဲ့ဒါဘာအတွက်ကောင်းလဲဆိုတော့ तू ကသူကအောက်ဆီဂျင်ကိုသူကစတုတ်ဖြစ်သွားတဲ့လူတွေအတွက်လည်းကောင်းတယ်။သူကအောက်ဆီဂျင်ကိုဆဲလ်စီကြီးရအောင်သူကလုပ်ပေးတယ်။ဆိုတော့ကျွန်တော်တို့ဒီ synthetic vitamin C အ synthetic ဒီဆေးတွေထဲမှာပေါ့နော်။ဒီဓာတ်ရုပ်ဆေးတွေထဲမှာသူကအကုန်လုံးပေါ်တာ။ကျွန်တော်ထင်တယ်1896ခုနှစ်ကစပြီးတော့ပေါ်တဲ့ဟာ။ဆိုတော့ဒါပေမဲ့အရင်ကတော့သုံးခဲ့ကြတယ်ခုနောက်ပိုင်းသိပ်မသုံးကြတော့။ဆိုတော့ဒါပေမဲ့ methylene glue က အဲ့ဒီအတွက်ကောင်းတယ်။ဘုံနောက်ထဲကိုတခါတည်းဟိုပါပေါ့နော်။အောက်ဆီဂျင်ရောက်တယ်။အဓိကအောက်ဆီဂျင်မရလို့ဆဲဆီဟိုဟိုပါဖြတ်တော့ပျက်စီးသွားတာပေါ့နော်။ဆိုတော့အဲ့ဒီသူကအရင်ကဆရာဟုတ်ကဲ့အဲ့ရင်လည်းသူကအရင်ဟောက်တော့လေအသက်ရှူရတဲ့ဟာလည်းရှိရရှိအဲ့ဒါကြောင့်အောက်ဆီဂျင်ပြတ်တယ်ထင်တာကျွန်မ။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါလည်းကြတော့နော်ရှေ့ပိုင်းကစားခဲ့တဲ့ပုံစံတွေအရာဟိုခန္ဓာကိုယ်ထဲမှာတစ်ခါတည်းဟိုအနှောက်အယှက်ဖြစ်သွားတာတွေပေါ့နော်။ဆိုတော့ဟုတ်ကဲ့ရှေ့ဟုတ်ကဲ့။အသားတော့ကလည်းမှန်နေပြီဆိုရင် ဆိုတော့အဲ့ metaling blue ကိုတစ်ချက်ဟိုကျွန်တော်ရှင်နေ online ရပဲပါလို့ရနိုင်တယ်ဒီမှာတော့မဟုတ်ဘူးကိုကနေမှာပါရနိုင်တယ်เนาะဟိုစုံစမ်းကြည့်ပေါ့ဒီမှာလည်းရှိနိုင်ပါတယ် metaling blue ဆိုတာလေဆိုတော့ဟိုဟာဒီမှာလည်းရှိတယ်အအမေဇုံလို့ပါဒီမှာလည်းဝင်ကြည့်နည်းနည်းဖတ်ကြည့်လေ့လာကြည့်ပေါ့เนาะ metaling blue ကတော့ကောင်းဆုံးပဲသူကဟိုဒီ stroke အတွက်ဒီ oxygen ကိုခန္ဓာကိုယ်ထဲမှာရအောင်သွားလုပ်ပေးနိုင်တယ် ဒါမက်တလင်းဘလူးကခဏကူအလေးချိန်နဲ့တွက်ပြီးတော့သူ့ကိုအနည်းဆုံးဒိုးစာနေဘလောက်အနည်းဆုံးကနေစတောက်လို့ရဆို0.4 mg ကနေ0.5 mg ကနေ4 mg တိတောက်လို့ရ0.5 ml ဟုတ်ကဲ့ရှင်အဲ့ဂျားထဲမှာကိုခန္ဓာကိုအလေးချိန်ထက်တွက်ပြီးတော့ရတဲ့အမောက်ကိုထပ်ပြီး short ပြီးတော့တောက်လို့ရတယ်။သူကနည်းနည်းရေမှာရောတောက်အောင်ပေါ့နော်။သူက1 drop ကို0.5 mg ဖြစ်တယ်။ဟုတ် ော် 1> 1 drop ကို0.5 mg ရှိတယ်ဆိုတော့အဲ့ဒါကိုတောက်ရင်ရှာမှာတော့အပြာရောင်ဖြစ်တတ်တယ်သူကအပြာဆိုတော့လေရှူးရှူးပေါက်ရင်လည်းအပြာရောင်ဖြစ်တတ်တယ်ဒါပေမဲ့ကိစ္စတော့မရှိဘူးဟုတ်အဲ့ဒါကိုကျွန်တော်အကြံပေးခြင်းတယ်အဲ့ဒါကတော့အကောင်းဆုံးပဲဆိုတော့ခု keto diet ကတော့စားစားစားဖို့စားရမယ် fasting များများလုပ်ရစားရခင်ဗျာဟုတ်ကဲ့ fasting များများလုပ် fasting များများလုပ်ဒီထဲမှာသူကဟိုဟိုပြင်ပေးတဲ့အတွက်ပုံပြီးတော့အထောက်အကူရတယ် keto နဲ့ fasting ကိုတွဲရမယ်တွဲပြီးလုပ်ရမယ် keto နဲ့ fasting နဲ့တွဲလဲဟုတ်ကဲ့ sorry methylene blue ရရင်တစ်ချက်လောက် try ပြီးတော့ဟိုတကယ်လို့အဆင်မပြေဆိုရင်ကျွန်တော်ဒီစနေနေ့တရက်ရက်မှာဟို appointment ယူပြန်တွေ့လို့ဟုတ်အစားအသောက်ကတော့ဟုတ်ကဲ့ဟုတ်ဟိုဟာဖြစ်သွားပြီဆိုတော့ဒီကျွန်တော် page မှာလည်းကြည့်ပြီးတော့ဟိုဘာတွေစားဖို့လိုလဲဘယ်လိုလုပ်ရလဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကြည့်လို့ရပါတယ်ကြည့်လို့ရတယ်ဟုတ်ကဲ့ရှင် ။ဒါအဲ့မတက်လင်းဘလူးကြလေးတစ်ချက်လောက်လေကျမဟိုမက်ဆန်ဂျာမှာလေးစလုံးပေါင်းလေးထည့်ပေးပါအောင်လို့။ဘာလို့မှားနေမှာဆိုလို့ဟုတ်။ဟုတ်ကဲ့ကျွန်တော်ရိုက်ထည့်လိုက်။အဲ့ဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်။ဟိုတစ်ချက် try ကြည့်ပြီးတော့ဒီ keto diet နဲ့ fasting လေးကိုနည်းနည်းလေးတိုးလို့ပြီးတော့အဲ့လိုလားဟုတ်ကဲ့ရပြီဆိုပက်တလင်းဘလူးပေါ့နော်။နောက် timing ကတော့လိုအပ်တယ် vitamin 3 D3 လိုအပ်တယ်။ဟုတ်အဲ့ဒါတောက်တယ်ရှင်။ဒါမင်းကတော့ဟုတ်ဆရာပြောလို့လေ။နောက် cod liver oil cod liver oil တောက်ဖို့လိုတယ်။ เนาะအဓိကကတော့ DHA EPA ကတော့ dosage များများပါတာ fish oil မှာတော့ dosage များများပါတယ်။ဒါကြောင့်ဆိုတော့ DHA EPA ရဲ့ inflammation နဲ့ဒီအုံနောက်အတွက်လူတာကို omega 3ဟုတ်တော့အဲ့ဒါမျိုးဟို fish oil တော့လည်းမဟုတ်ဘူး။ဟို cod liver oil တော့လည်း cod liver ရဲ့ပါတယ်။ဒါပေမဲ့ fish oil လောက်မများ DHA EPA ရလေ။ဆိုတော့အဲ့နှစ်ခုကိုနည်းနည်း balance ဆုပ်ပြီးတော့ဟိုဟာပေါ့ဘယ်လိုပြောမလဲ။ဟိုတလှည့်စီတောက်ရင်လည်းအဆင်ပြေတယ်။တလှည့်စီတောက်ဟုတ်ကဲ့ရှင်ဟုတ် ဆိုတော့အဲ့ဒါဆိုရင်တော့ဟိုတော်တော်လေးလုံလောက်ပါပြီဆိုတော့ကျွန်တော်တို့ဟိုတကယ်လို့အဆင်မပြေရင်ကျွန်တော်နဲ့အဲ့တစ်ခေါက်ပြန်တွေ့တာပေါ့နော်ရန်ကုန်ကပဲလားခင်ဗျဟုတ်ကဲ့ရှင်မဟုတ်ကျွန်မတို့ကပြင်းဦးလေးမှာရှင်တုံးတော်မကြွားမှာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲ့ဒါဆီယံဝင်တစ်ချက်အဲ့ metaling blue ကိုလေတစ်ချက်တောက်ကြည့်ပေးပါအဲ့ဒါဟိုဟိုဟုတ်ကဲ့ဟိုတိုးတက်တာမြင်ရနေခင်ဗျဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ပြရလေဟိုမမလည်းမပေးအောင်ဆိုတော့လက်ဆောင်လေးထည့်ပေးခြင်းနဲ့ပေးပါနဲ့ခင်ဗျရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ် အင်္ဂလန်ဆိုတော့ဘယ်လိုပြရမှန်းမသိကျမတော့နားမလည်ပြင်တာဟုတ်ကဲ့ရတယ်ခင်ဗျာဟာအင်္ဂလန်ကတော့မလာလားခင်ဗျာရန်ကုန်ကပါပဲဟုတ်ကဲ့အော်ရန်ကုန်ပါပဲအော်ရန်ကုန်ဆိုတော့လာရင်တော့ရပါတယ်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟာဆိုတော့ကျွန်တော်နောက်တစ်ပတ်အဆင်မပြေ Saturday appointment တင်လိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟာဆရာရန်ကုန်ဆိုလိပ်စာလေးပေးထားအောင်လေဟုတ်ကဲ့ဟာဟုတ်ကျွန်တော်ကလက်ဆောင်ကလေးထည့်ပေးရပါတယ်ခင်ဗျာမပေးပါနဲ့ခင်ဗျာရပါတယ်ခင်ဗျာဟုတ်ကဲ့ 好，感谢。你都记得吧？好，好。好，感谢，好。好，感谢，好。